ဖန်စီခံထားတဲ့တပိတ်မောက်ចောင်းသားတွေက7ဂျလန်အောက်မှုပွဲအခမ်းအနားကိုတာဝရီကတရက်ခွင်မှာပြုလုပ်ခဲ့ပါတယ်လင်းဆက်အောင်သတင်းပေးပို့ထားပါတယ်ရှင်ဖန်စီကန်ထားရတဲ့ចောင်းသားတွေနဲ့ဝင်းရံပြည်သူတွေရဲ့ရုံးထုတ်ကိုတပတ်တစ်ချိန်ပြုတ်လို့ရကနေနှစ်ပတ်ခွာပြီးတာဝရီမြို့နယ်တရားသူကြီးကချိန်ဆလိုက်တဲ့အတွက် 7ဂျူလိုင်အောက်မေ့ဖွဲ့အခမ်းအနားကိုចောင်းသားတွေကပြီးခဲ့တဲ့ရုံးထုတ်ဇွန်လ30ရက်နေ့မှာတပတ်ကြိုပြီးပြုလုပ်ခဲ့တာပါကျွန်တော်တို့ကရုံးနေရသူတို့တရားရုံးတွေလည်းအင်္ဂါနေ့တိုင်းကျွန်တော်တို့ရုံးနေချိန်ပဲတပတ်တခါချိန်ပဲဆိုပြီးပြေးဝင်ရှိတယ်ပေါ့နော်အဲ့တော့နောက်တစ်ရက်ရုံးနေကဟိုတရက်ဇူလိုင်နေ့မှာကြတာဆိုတော့ကျွန်တော်တို့ကအဲ့ဒီနေ့မှာဒီမှာတရားရဲဘော်တွေပြန်လာမယ်အပြန်ပြေးတော့လူတွေလာတယ်ဆိုတော့ကျွန်တော်တို့ဆက်ဇူလိုင်အကြံသာချိန်ပါမယ်လို့ကျွန်တော်တို့စဉ်းစားထားတာရှိပါတယ်အဲ့တော့အခုဒါပေမဲ့တကယ်ကြီးရလာတဲ့အခါမှာကျွန်တော်တို့ဒီဆက်ဇူလိုင်ကိုစော်ကြတဲ့အတွက်14ရက်ရုံးနေပေးလိုက်ပါတယ် ခါမှာကျွန်တော်တို့အနေနဲ့7 July နေ့မှာကျွန်တော်တို့ထောင်ထဲမှာပဲရှိနေပါဖြစ်တယ်။အဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့မိဘပြည်သူတွေနဲ့တွေ့ကြရအောင်ကျွန်တော်တို့အပြေရောက်ဆုံးဒီကနေ့မှာကြိုတင်ပြီးတော့7 July အခမ်းအနားကျင်းပလိုက်တာဖြစ်တယ်။အစိုးရအာဏာပိုင်တွေကပြောင်းလဲလာတယ်လို့ပြောပေမဲ့တရားစီရင်မှန်တိုင်းမှာတော့အရင်ကလိုပဲဘုတ်ချုပ်ရဲ့မှန်တိုင်းကလွှမ်းမိုးမှုတွေစီးနေတုံးပဲဆိုတာဒီဖြစ်ရက်ကတက်တည်ပြလိုက်တာပဲလို့ဖန်စည်းကံကြောင်းသားတယောက်ကဆိုပါတယ်။ဘာပဲဆိုလို့ရှိရင်တော့ဒါဒီဒီမိုကရေစီအစိုးရလို့ပြောတဲ့အချိန်မှာဒီဘက်က ရှိနေတဲ့ memory တွေတွေကိုသူအနေနဲ့စိုးရင်ကြောင်းရဲကြောင်းတို့ကြောင်းရုံနေတယ်ဆိုတာဒါလုံးဝသဘောမကျအောင်နောက်ပြီးတော့ဒီဘက်ကစ်တွေမှာလည်းအရင်လိုပဲဘာမှမထူးပဲနဲ့ပြီးနေချုပ်ချယ်မှုတွေရှိနေတယ်တရားစီရင်မှန်တိုင်းကိုအောက်ချွေးမှန်တိုင်းတွေကတွန်းမှုမှုတွေရှိနေတော့ဒါအရှင်ကပြလိုက်တာကျွန်တော်တို့ဟိုပေါ့ခိုင်းကျွန်တော်တပတ်တပတ်ရဲချင်းကျွန်တော် 7th July ဟာဒီကျွန်တော်တပတ်အင်္ဂါနေ့ကြောက်တယ် အဲ့တော့အနာမန်ကကျွန်တော်7 July နေ့တိုက်လို့ကျွန်တော်ရက်ခွာလိုက်လို့ကျွန်တော်ယူဆရတယ်။အဲ့တော့ကျွန်တော်အချိုနဲ့ဒီခန်းအောင်လို့ကျွန်တော်ဟို60နှစ်7 July မှာကြာဆုံးသွားတဲ့ကျွန်တော်ကျောင်းသားအာသာနေကျွန်တော်ဘုံပြုအောင်မင်းရတယ်ကျွန်တော်အခမ်းအနားလုပ်ဖြစ်တဲ့အဓိကကျွန်တော်ဒီရုံးချင်းရုံးချင်းကျွန်တော်လိုချင်တယ်လိုချင်တဲ့ဥစ္စာကိုပြားသူကြီးကမပေးတဲ့အတွက်ကျွန်တော်ဒီနေ့လုံလုံလိုက်ရတဲ့အစီအစဉ်1962ခုနှစ်မတ်လ2ရက်နေ့မှာဗိုလ်ချုပ်နေဝင်ဦးဆောင်တဲ့စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးတဲ့နောက်ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာရှိတဲ့အဆောင်တွေကျောင်းသားတွေပေါ်တင်းကျပ်တဲ့အဆောင်စီးမင်းစီကန်းတွေချမှတ်လိုက်တာကြောင့်ကျောင်းသားတွေကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်ဒီလိုကန့်ကွက်ဆန္ဒပြခဲ့မှုကိုအကြောင်းပြုပြီးစစ်တပ်ကပိတ်ကက်နှင်းနှင်းခဲ့တာကြောင့်ယာနဲ့ချီတဲ့ကျောင်းသားတွေတေးကြီးပျောက်ဆုံးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်အဲ့ဒီလိုပိတ်ကက်နှင်းနှင်းပြီးနောက်တည့်ရက်ဇူလိုင်လ10ရက်နေ့မှာရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ကျောင်းသားသမဂ္ဂအဆောက်အဦကိုစစ်တပ်က ဒိုင်းနမိုက်နဲ့ဖြိုချဖျက်ဆီးခဲ့ပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါ